င်္ဂလာညချမ်းပါရှင်အခုချိန်ကစပြီး2025ခုနှစ်စက်တင်ဘာလ26ရက်ညပိုင်းမှာတင်ပြပေးမယ့် Radio UNG ရဲ့ညပိုင်းပြည်တွင်းသတင်းများကို ကျွန်မနှွေးမိုင်းကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရှင် ပြည်တော်စုဝင်ကြီးသောဆုဆနာလှလှဆိုနယူးဇီလန်မှာလွှတ်တော်အမတ်များနဲ့တွေ့ဆုံ၍မြန်မာရေးဆွေးနွေးခဲ့တဲ့တဲ့င်းကိုအစွတ်တင်ပြပေးပါမယ်။အမျိုးသမီးလူငယ်နဲ့ကလေးသူငယ်ရေးရာဝန်ကြီးဌာနပြည်တော်စုဝင်ကြီးသောဆုဆနာလှလှဆိုသည်နယူးဇီလန်မှာလွှတ်တော်အမတ်များနဲ့တွေ့ဆုံ၍မြန်မာရေးဆွေးနွေးခဲ့လို့တင်ပြရရှိပါရယ်။နယူးဇီလန်မှာလွှတ်တော်အမတ်များနဲ့တွေ့ဆုံမှုတွင်ဝင်ကြီးချုပ်ရုံးမှတာဝန်ရှိသူများလည်းပါဝင်တက်ရောက်ခဲ့လို့ပြည်တော်စုဝင်ကြီးကအသိပေးဆိုထားပါရယ်ရှင်။ ဆလပီချင်းပြည့်ဆိုရာကကွဲဝင်ကြီးဌာနယုံကဥစီယာရှိနဲ့တူဥစီမူယာထွတ်ထွက်ခေါ်ယူတဲ့တင်းကိုတင်ပြပါမယ်။ချင်းပြည့်ချင်းလက်ဆိုရာကကွဲဝင်ကြီးဌာနဝင်ကြီးယုံကလက်လက်နေတဲ့ဥစီယာရှိတနေရာနဲ့ဒုတိယဥစီမူလေးနေရာအတွက်ဝန်ထမ်းခေါ်ယူထားပါတယ်။ဥစီယာရှိရာထုအတွက်တက္ကသိုလ်တခုခုကနေမစတာဘွဲ့ရထားသူဖြစ်ဖို့လိုပြီးလုပ်ငန်းအတွေ့အကြုံအနည်းဆုံး၈နှစ်ပြည့်ထားသူဖြစ်ရမယ်ပြင် ကွန်ပျူတာကျွန်းကျွန်းကျင်ကျင်တုံးတက်ရမယ်လို့ဆိုပါတယ်။ CDM လောက်ထားသူဆိုရင်အ ਨੇ ဆုံးဒုဦးစီးမှုစင်တာဝန်ထမ်းဆောင်ဖို့သူဖြစ်ရမယ်လို့ချင်းပြည်အစိုးရကာကွယ်ဝင်ကြီးဌာနရုံးကသတ်မှတ်ထားပါတယ်။ဒုဦးစီးမှုရာထူးလျှောက်ထားသူတွေအနေနဲ့ဆိုရင်လည်းတက္ကသိုလ်တစ်ခုခုကနေဘွဲတစ်ခုရထားဖို့လိုပြီးလုပ်ငန်းအတွေ့အကြုံအ ਨੇ ဆုံး၅နှစ်နဲ့ကွန်ပျူတာကျွမ်းကျင်စွာတုံးတက်ရမယ်လို့ဆိုထားပါတယ်။ ဒုဥစီမူယာထူလျှောက်ထားသူဟာ CDM လုတ်ထားသူဆိုရင်အ ਨੇ ဆုံးအကြီးတန်းစေရအဆင့်တာဝန်ထမ်းဆောင်ဖူးသူဖြစ်ရမယ်လို့အတိပေးထားပါတယ်။လျှောက်ထားသူတွေဟာစက်မိုက်ကောင်းဖို့လိုပြီးဝင်းကြီးဌာနကချမှတ်ထားတဲ့တာဝန်ဝတ္တရားတွေကိုကြည်ပွန်စွာထမ်းဆောင်နိုင်ရမှာဖြစ်ပြီးအ ਨੇ ဆုံးနှစ်နှစ်တာဝန်ထမ်းရမယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ကျင်းပြေအစိုးရကာကွယ်ဝင်ကြီးဌာနရုံးကခေါ်ယူတဲ့ဦးစီးအီယာရှိနဲ့ဒူဦးစီးမူယာတို့အတွက် CDM လုတ်ထားသူတွေကိုဦးစားပေးခန့်ထားမယ်လို့သိရပါတယ်။လျှောက်ထားသူတွေအနေနဲ့ဘွဲလက်မှတ်မိထုနဲ့စာရွက်စာတမ်းတွေကိုကျင်းပြေအစိုးရကာကွယ်ဝင်ကြီးဌာနရုံးချင်းလုံမြို့ကိုလိမ်မူပြီးဖြစ်စေ Signal နဲ့ WhatsApp +9170857598472 ကိုအောက်တိုဘာလ15ရက်နေ့နောက်ဆုံးထားပြီးပေးဖို့လျှောက်ထားနိုင်တယ်လို့လည်းသိရပါတယ်ရှင်။ မြန်မာနိုင်ငံသားတွေဗီဇာမလိုဘဲမလေးရှားနိုင်ငံကို၁၄ရက်သွားရောက်လဲပတ်ခွင့်ပြုတဲ့သတင်းကိုဆက်လက်တင်ပြပေးပါမယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တဲ့မလေးရှားနိုင်ငံကမြန်မာနိုင်ငံသားတွေဗီဇာမလိုဘဲဆက်လျက်သွားရောက်လဲပတ်ခွင့်ပြုလိုက်တယ်လို့ရန်ကုန်အခြေစိုက်မလေးရှားတန်ယုံကထုတ်ပြန်ကြေညာလိုက်ပါတယ်မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူတွေအနေနဲ့အောက်တိုဘာ၁ရက်နေ့ကစပြီးမလေးရှားနိုင်ငံမှာကာလတူလဲပတ်ခွင့်ရစေဖို့ဗီဇာကင်းလွတ်ခွင့်ပြုလိုက်တာလို့ဆိုပါတယ်ဗီဇာကင်းလွတ်ခွင့်ရမြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူတွေအနေနဲ့မလေးရှားနိုင်ငံမှာဆက်လျက်နေထိုင်ခွင့်ရမယ်လို့ပြောပေမဲ့မလေးရှားနိုင်ငံအတွင်းကို ခြားပေါက်ဝင်ရောက်ခွင့်ရမယ်လို့အာမခံနာမျိုးမဟုတ်ပဲမလေးရှားလူမှုကြီးကြပ်ရေးအရာရှိတွေရဲ့သဘောခွင့်ပြုချက်ပေါ်မူတည်တယ်လို့တည်ပေးထားပါတယ်။ရန်ကုန်အခြေစိုက်မလေးရှားတန်ယုံရဲ့ထုတ်ပြန်ချက်ရလာရောက်လဲပတ်သူတွေရဲ့တွားပြန်လေရင်လက်မှတ်ဟိုတယ်ဘုကင်းရှောမာနီနဲ့မလေးရှားကိုလာရတဲ့အကြောင်းရင်းစာရာတွေကိုတိကျစစ်ဆေးမှဖြစ်တဲ့အတွက်သွားရောက်လေပတ်မဲ့သူတွေအနေနဲ့လိုအပ်တာတွေကြိုတင်ပြင်ဆင်ပြီးမှ သွားတင်တယ်လို့ခရီးသွားအေဂျင်စီတွေကတိုက်တွန်းထားပါတယ်ရှင်။ နေပြည်တော်တက်ရင်808မှရဲဘော်များအားလက်နက်တဆင်ပေးနိုင်ရန် Operation Sit Down Campaign စတင်တဲ့တရုံနောက်ထပ်တင်ပြပါမယ်။နေပြည်တော်တက်ရင်808မှာရဲဘော်များအားလက်နက်တဆင်ပေးနိုင်ရန် Operation Sit Down Campaign စတင်နေပြီလို့သိရပါတယ်။စစ်တောင်းမြေနောက်ဘက်ချောင်းကိုထိုးပေါက်ထိန်းချုပ်နိုင်ရင်းနဲ့မြို့ပြစစ်စင်ရေးတွေပေါ်ဆောင်နိုင်ရေးပါဝင်နေပြည်တော် PDF ရဲ့ ကြီးမားချက်နဲ့အညီနေပြည်တော်တကားဝကိုခောက်နိုင်ရန်တို့အတွက်ဖြစ်တယ်လို့သိရပါတယ်။ Operation Sit Down Target ကိုဂန်းအလက်20ဝင်းရအတွက်ကျပ်သိန်း2000တတ်မှတ်ထားပြီးစက်တင်ဘာ16ရက်မှနိုမာ10ရက်ထိတတ်မှတ်ထားပါတယ်။ကမ်ပိန်းသာပြည့်မီမယ်ဆိုရင်နေပြည်တော်နဲ့အလှမ်းမဝေးတဲ့ရေတာရှည်စစ်တောင်းမြေအနောက်ချမ်းတွေမှာစစ်ရဲချိန်တွန်းမြင့်နိုင်ပြီးနေပြည်တော်ကောင်စီနေမြေကစစ်စင်တချို့တွေမှာနေပြည်တော်တက်ရင်ရှေ့ရရှေ့အနေဖြင့်စစ်ကြောင်းတစ်ကြောင်းပြည့်မီအောင်ထွက်နိုင်မှာဖြစ်ပါရဲ့ရှင်။ ဇလင်းကြီးမြို့မရဲ့စခန်းနဲ့စစ်ကော်မရှင်တပ်များအထိုင်ချထားရနေရာများအားဒရုန်းဖြင့်ပုံသီးချတိုက်ခိုက်ခဲ့တဲ့တဲ့င်းကိုဆက်လက်တင်ပြပါမယ်။ဇလင်းကြီးမြို့မရဲ့စခန်းနဲ့စစ်ကော်မရှင်တပ်များထိုင်ချထားရနေရာများအားဒရုန်းဖြင့်ပုံသီးချတိုက်ခိုက်ခဲ့လို့ဇလင်းကြီးပကဖာမှအတည်ပြုပါရယ်။စလင်းကြီးမြို့မှာရဲစခန်းနဲ့စစ်ကော်မရှင်တပ်များအထိုင်ချထားရနေရာများအားဒရုန်းဖြင့်ပုံသီးချတိုက်ခိုက်ခဲ့ရာရဲစခန်းတွင်ကြားရောက်ပောက်ကွဲခဲ့လို့စက်တင်ဘာ26ရက်တွင်သတင်းထုတ်ပြန်ပါသည် ဘုံတီးပောက်ကွဲ၍ရန်သူစစ်ကော်မရှင်တပ်များထိခိုက်မှုရှိကြောင်းသိရပြီး၎င်းတိုက်ခိုက်မှုကိုစက်တင်ဘာ24ရက်က ဖော်ဆောင်ခဲ့ခြင်းဖြစ်ပါရဲ့ရှင်။အခုတင်ပြခဲ့တဲ့သတင်းကိုတော့ Radio UNG သတင်းထောက်တာကီနဲ့ကိုခန့်တို့မှပေးပို့ထားတာဖြစ်ပါရဲ့ရှင်။